မင်္ဂလာပါကျွန်တော်ရဲ့ Note Tiger Channel ရဲ့ဒီတစ်ဖန်ပြန်လေးကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ Channel ကိုအစဉ်အမြဲအားပေးတဲ့သူတိုင်းကိုလည်းအထူးပဲကျေးဇူးတင်တယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်သတင်းလေးကတော့ကိုစီကိုနာငယ်တို့ရဲ့ reaction လေးပဲဖြစ်တဲ့ဒီတကွာနားဆင်ရအောင်ကဲဒီနေ့ကျွန်တော် reaction လုပ်ချင်တဲ့ video file ကတော့ကျွန်တော်ကိုတင်ပြောလိုက်ပြီး video file ပြန်ဖြတ်လိုက်အခုနောက်ပိုင်းဆိုကျွန်တော်ပုံတော့မတင်ရတော့ဘူးเนาะစစ်ခွေးငထိတ်အခုလည်းတို့အထက်မှာဘယ်လိုဘယ်လိုသွားမှန်ထားလဲမသိပါဘူး အဲ့ဒီမှန်ထားတဲ့အပေါ်ကိုပြန်ပြောထားတာလေနားထောင်ကြည့်ပါနော်အဲ့တော့စစ်တပ်ခဲကစစ်ခွေးတယောက်ကအတွေးခေါ်လေပယ်ပေါ့နော်ကြည့်ပါလိုက်ကွန်ပျူတာတင်ရရှိနေတော့ဆော့ဝဲတွေဟတ်ဝဲတွေအကုန်ရတယ်အမြင့်ငါကြည့်ကြည့်နေရကြာဟုတ်တန်းသားမင်းပြောတဲ့ပညာတဲ့သဘောပြောတာကိုပါရေးချင်ကိုပါ ိုပိုင်ရချင်းကိုပိုင်သိဉာဏ်ကိုပိုင်ဆွမ်းဆောက်မရှိတဲ့အခါကျတော့ယုံကြည်မှုရှိဘူးเนาะယုံကြည်မှုရှိရင်ဘာမှလာပြောနေတာအကြောင်းမရှိဘူးဒါမင်းဖိရင်မင်းပြိပြောတာကြရင်မင်းပြိမှာတော့ကြည့်เนาะမရှိမှလာမအောင်လေလာလည်းမရှိတော့ဒါသာနေမယ်မှုသူပြောရစကားဆက်ဆက်မှုရှိတာကိုပိုင်အတွင်းကိုဘုသူပြောတယ်ကိုပိုင်အတွင်းကိုပိုင်အတိကိုပိုင်မင်းမရှိဘူးဆိုတာယုံကြည်မှုမရှိတာဘုသူကိုပြောတာသူ့အတူပြောရတာဒါမှမဟုတ်လာပြောတဲ့လူပြောတာလားကျွန်တော်ပြောရတာဘာဟုတ်ပြောရတာ ဟမ်စကားတစ်လုံးတော့ရှင်းရှင်းလင်းလင်းပြည့်ပြည့်တသားမှပြောတတ်တဲ့ကောင်ကဟုတ်ပြီနော်ဘာတိလဲဘာတက်လဲစီးအကြောင်းဘာတိဘာတက်နိုင်ငံအကြောင်းဘာတိဘာတက်လဲဟမ်အော်စီးအကြောင်းဘာတက်လဲနိုင်ငံအကြောင်းဘာတက်လဲကိုဟုတ်လားမထိန်တိရငါမေဂျာဘာမေဂျာဆိုတော့အရင်လေ့လာတယ်တိရနော်မင်းတို့ကောင်တွေစောက်ဘောတွေတိတာတကယ်မတက်ဟိုး ဒီစစ်တပ်နေရာကောင်းနေရာဒီလောကမှာသူတို့တာနေတိသူတို့တာနေတက်သူတို့လောက်ဘလူးမမတိသူတို့လောက်ဘလူးမမတက်နော်မင်းတို့ကောင်းနေပြည်သူကိုအဆအဆုံးအာဏာသိမ်းတဲ့အချိန်ဘလို့ထင်ခဲ့တယ်အဲအဲ့ဒီစကားအတိုင်းပဲပြောခဲ့တာမလားမင်းတို့စိတ်အကြောင်းဘာတိတယ်တနတ်အကြောင်းဘာတိတယ်လက်ညှိုးတစ်ချက်ကိုွေးဖို့အတွက်ဆယ်နှစ်ကြင့်လို့မင်းတို့ပြောခဲ့ကြတယ်အခုအဲ့ဒီလက်လက်သုံးချောင်းထောင်ခဲ့တဲ့သူတွေတနတ်ဆိုတာကိုမမြင်ဘူးတဲ့သူတွေအခုစော်တဲ့အောက်မှာမင်းတို့တွေဘလို့ခံစားရအဲ့ဒါပဲလောကမှာကိုယ့်ကိုတိလာပြီးတက်လာပြီးဘယ်တော့မှမထင်နဲ့ မင်းတို့စစ်ခွေးတွေရဲ့ပြဿနာကအဲ့ဒါပဲမင်းတို့ဒါလင်တိမင်းတို့ဒါလင်တက်မင်းတို့ဒါလင်တိုင်းပြည်ကိုအုပ်ချုပ်သူမင်းတို့ဒါလင်အုပ်ချုပ်သူဒူရန်သာယူနေတာသိလားတူမန်နော်လေးမိတ်ဖူးစကြောက်ဘူးတယ်မလားမင်းစင်နဲ့တက်ကတက်ကတော့မတည်ဘူးနော်အေးအဲ့ဒီမှာမကြောက်ဘူးတယ်မလားဟဲ့ဘာဖြစ်လဲအတက်ကျူးတော့အယူဖြစ်သွားတယ်အေးအဲ့ဒါကလည်းတော်သေးတယ်ဟိုကပုံမင်းတကားလက်တွေ့ဖြစ်နေတာနော်အတက်ကျူးအယူဖြစ်တဲ့ကောင်မင်းတို့ကသိလားမင်းတို့မင်းတို့တက်တယ်လို့ထင်နေတာဒါပေမဲ့တကယ်ကတက်လားမသိလိုက်စစ်ရေး စင်ဟစ်တက်တယ်ဆိုပီဒီအက်တွေတောင်အားကောင်းလို့ဆိုအကြောင်းမရှိဘူးတိုင်းသားလက်နက်ကိုင်တွေအားကောင်းလို့ဆိုအကြောင်းမရှိဘူးလေရှင်းနေတယ်ဟုတ်တယ်နော်မင်းတို့မှစင်ရေးကျွမ်းကျင်တယ်ဆိုရင်ငြိမ်ဝှက်ပြပြနေရမယ်မင်းတို့အုပ်ချုပ်မှုအောက်မှာအကုန်ငြိမ်းနေလုံးဝလှုပ်လို့မရဖြစ်ကောင်အခုစော်ကန်ထိထားတာစစ်ဌာနချုပ်တော်တိုင်းကထိထားတာအဲ့ဒါမင်းတို့ကစင်ရေးတက်တာပေါ့ဟုတ်လားမင်းတို့စင်ရေးတက်တာကစစ်ထုံးစစ်ဌာနချုပ်တွေပါချပေးတဲ့အစင်တွေတိုက်ရင်တို့တက်မလို့စစ်ကြောင်းလို့မပြောနဲ့တော့နော်ဟုတ်တယ်နော် စစ်ဌာနချုပ်တွေပါဖင်ခံပြီးပေးနေရတဲ့အဆင့်ကဒါမင်းတို့စည်ရင်နားလဲတဲ့လူတွေပေါ့အဲ့လိုလားအေးအေးဟုတ်တယ်ငါတို့ကစည်ရင်နားမလဲစည်ရင်နားမလဲတဲ့လူတွေကဘာဖြစ်လဲတော်လန်လာလာငါးနှစ်အတွင်းမှာဘလောက်သိမ်းငတ်ထီတဲ့မျိုးလဲဟင်မရှက်ဘူးလားငါထိတ်အဲအောက်တန်းနာမည်ငါတွေမှလည်းမလာရတာရောမင်းကရုံးအောက်တန်းသားနာမည်ဆိုတော့လူတယောက်ကိုအောက်တန်းသားလို့ပြောတာဘယ်လိုစံနှုန်းနေတဲ့တိုင်းထွာပြီးတော့အောက်တန်းသားလို့ပြောလို့ရတယ်ငါတို့ကအောက်တန်းသားဆိုတော့နံပါတ်1 မဟုတ်တာမမှန်တာပြောမယ်ကလိန်ကချစ်ပြောမယ်သူများပေါ့ကိုချင်းစာတရားမဲ့မယ်အမှားကိုအမှန်လုပ်မယ်အမှန်ကိုအမှားလုပ်မယ်ဒါဆိုရင်ဒီကောင်အောက်တန်းစားပဲယူရှိဟုတ်လားယုံကြည်မှုရှိကိုကိုယုံကြည်မှုရှိရင်နော်ဘာမှလည်းမယုံကြည်မှုရှိဆိုစကားကဘာယုံကြည်မှုလဲဟမ်အမင်းကယုံကြည်ရယ်နည်းဖြစ်နေတာယုံကြည်တော့လားကိုကိုရိုးရတယ်ဒါကလားဘာကိုယုံကြည်ခိုင်းနေလဲဘာကိုလဲဘလူတွေကယုံကြည်မှုမရှိလို့လဲအဲ့ပြီးတော့ဖောင်းနေကြမလို့ကိုအစွမ်းသာရှိတယ်ကိုအရေးကြီးရှိတယ် ကိုကိုယုံကြည်မှုရှိတယ်ဆိုကိုတန်ဖို့ကိုရှိတယ်ဆိုဟုတ်ပြီလားကိုတန်ဖို့ကိုရှိတယ်ဆိုဟုတ်ပြီလားမင်းတန်ဖို့ဘာလဲတန်ဖို့ဆိုတာဘာကိုပြောတာတန်ဖို့ဆိုတာဘာကိုပြောတာဟမ်ကိုကိုစိတ်ကြီးဝင်ပြီးတော့ငါအကောင်ပဲငါဆရာကြီးပဲအဲ့ဒါရှင်အတန်ဖို့လားဟုတ်လားမဟုတ်မင်းမင်းတို့ကတန်ဖို့ဆိုတာအဲ့ဒါဟာငါမဆရာဘောက်ကငါအကုန်တိတယ်ငါအကုန်တတ်တယ်ကွာငါတန်ဖို့ရှိတဲ့လူဖြစ်နေပြီအတန်ဖို့လားဟုတ်လားတန်ဖို့လားလို့ဟုတ်လားလူတန်ဖို့ဆိုတော့ဘာတိတာငါထဲ့ လူတယောက်ဟာနော်ကိုနေထိုင်ရာပတ်ဝန်းကျင်အတွက်ကိုနိုင်ငံအတွက်ဒီလောကကြီးအတွက်ဘလောက်အကျိုးပြုလဲဘလောက်ကောင်းကျိုးပြုလဲဘလောက်အတုံးဝင်လဲနော်အဲ့ဒါတန်ဖို့တိလားနော်ဆဲဆိုရန်ကြမ်းခြင်းမပါဘဲနဲ့ပြောခဲ့တဲ့ movie တစ်ခုလောက်တစ်ဘောလောက်ရှင်ပြကြည့်လဲငါဖွင့်ပြမင်းတို့ငါဖွင့်ပြမင်းတို့အော်ဒန်းသားတွေကစီပြီးတော့မပြီးကြံစောက်တာဘာမှချစ်တာကတော့နော်နော်ချစ်တာကိုနှစ်တာ နားတော်ကြည့်ကြားတယ်နော်ဟုတ်တယ်နော်အော်အဲ့ဒါပြောတာနိုင်ငံဝင်နှန်းဆိုတာဘယ်ဆိုရတဲ့တက်မှန်မှန်ကန်ကန်တစ္ဆာရှိပြီးလက်တွဲမှာဖြစ်တယ်ဒေါ်အောင်ဆန်းစုကြည်ဆိုတာစကားတလုံးပေါက်ပန်းနေစင်မပြောဘူးနော်သူများကအောက်တန်းသားလို့ကြားတယ်နော်လို့မင်းအောက်တန်းသားတွေခေါ်ပြောရင်နော်မင်းကပြောပြမယ်မှန်မှန်ကန်ကန် တစ္ဆာရှိရှိမှန်မဟာထုံးနတ်တာမှန်မှန်မှန်ကန်ကန်အခုမင်းတို့စစ်တပ်ကလုံနေတာမှန်ကန်ဟမ်နိုင်ငံဝန်ထမ်းဆိုတာမှန်မှန်ကန်ကန်လောက်ကမပြောထားတာမင်းတို့စောက်ပဲတိလာနော်တက်လာတဲ့လူနဲ့ရအောင်လက်ပွဲမပြောထားတာမဟုတ်ဘူးမင်းနားလဲလားအမေသူကတော့အောင်ဆိုင်စကားယူပြီးတော့တိလဆောက်ပိနေတယ်အမေပိနေတာသူဟမ် ဟိုကပြောထားတာမှန်မှန်ကန်ကန်တိဆတ်စီလောက်ကံပြောထားတာပြည်သူကိုတတ်တာမှန်ကန်တာလားယွာရီဘုံကျဲတာမှန်ကန်တာလားစာတင်ကြောင်းတွေဘုံကျဲတာမှန်ကန်တာလားညဘက်ဖန်ကမနဲ့အလောင်းပို့တာမှန်ကန်တာလားဟမ်တေရကောင်တွေထွက်ခဲ့ဆိုပြီးတရက်ကွက်လုံးဝင်ပြီးကားဆိုင်ကယ်ရိုက်ခွဲတာမှန်ကန်တာလားယွာရီမီးရှို့ပြစ်တာမှန်ကန်တာလားဟမ်အရှင်လက်လက်ကျွတ်တော့ပြီးမီးရှို့တာမှန်ကန်တာလားပိန်းပိန်းနေတာဘလူတွေပြန်ကြည့်ငထိန်မင်းတို့တွေလူမင်းတို့ကအကောင်းကြောင်းနေတာမင်းတို့ကငါတိလည်းမသိဘူး ဒါပေမဲ့မင်းတို့ရဲ့လောက်ပုံလွဲမားတဲ့အရာတွေကိုငါတို့ကတော့ပြောတာဟမ်ဒေါအောင်ဆန်းစုကြည်ကိုတွားပြီးတော့ခုလုံးသွားလှုပ်လိုက်သေးတယ်မင်းဟိုကပြောတာကငါအတိတ်ပဲမသိဘူးပညာမဲ့ဆိုဘယ်လိုသိမလဲဟမ်သွေးခေါ်စဉ်းစားနိုင်ဆိုတော့ knowledge မှမရှိတာရှိတယ်မလို့လို့တက်လန်တတိမီတောက်တာ CDM မလုံယုံနဲ့တလန်လို့ဘယ်လိုပြောလဲစကားကိုလုံးမချနဲ့ရအောင်မိယောက်ျားဆိုရင်ယောက်ျားစကားပြော CDM မလုံတဲ့သူကိုတလန်လို့ပြောတာလား CDM မလုတ်တဲ့လူတွေတဲကဒလန်လုတ်တဲ့လူရှိလို့ဒလန်လို့ပြောတာ CDM မလုတ်ဘူးတူးလုတ်တူးလုတ်နေတယ်ပြက်တာမရှိဘူးကြီးကလှုပ်ပေးထားတယ်ဒါပေမဲ့ရက်ွက်ထဲမှာဘယ်သူကတော့ PDF ဘယ်သူအဖေကတော့ထောက်ပို့လုပ်နေဘယ်သူတွေကတော့ PDF နဲ့ဆက်သွင်းနေတယ်စသဖြင့်အဲ့ဒီအကြောင်းကိုစစ်တပ်ကိုရဲကိုတွားတင်းပေးတယ်အဲ့ဒီတူတင်းပေးတဲ့လောက်ရက်ဒီကြောင့်စစ်တပ်ကလာပြီးတော့ဘာမှမဆိုင်တဲ့လူတွေကိုဖမ်းသွားလိုက်ညဘက်ဖမ်းသွားမနဲ့အလောင်းလာပို့ နော်မိဘတွေကိုလာဖမ်းသားသမီးဖမ်းမရမိဘကိုဖမ်းအိမ်လေးလာချိတ်ပိတ်အဲ့ဒီခုနကပြောသလိုစီဒီယံမလုပ်တဲ့လူကအဲ့ဒါအဲ့ဒါဒလန်မဟုတ်ဘူးလားဟမ်စီဒီယံမလုပ်ရုံနဲ့ဒလန်မဖြစ်ဘူးဒလန်အလုပ်ကိုလုပ်မှဒလန်ဖြစ်တာမှတ်ထားမင်းသိလားပမာစကားရှင်းရှင်းလေးမစ္စာတက်လာစာတက်တယ်ဆိုရင်ထန်ကရိုင်းကြောင်ပြောရတယ်နော်ဒီကြလာနေမင်းတို့လိုရည်ရပြလာလိမ့်မယ်ဟုတ်ပြီလား ငါပြီးရဲခေါ်ပါမိရင်ခွင့်ပြောင်းလာစလိတ်ဝင်မဲ့တော့ပတ်စံမရှိဘူးဟာဆရာဘယ်တော့လာလဲတစီမားလေးဟာဆရာရှာနေပြီးနေတော့ပြီဩချစ်တူလေးတင်ပါလေလမ်းတော့ဒီကလေးမေးစီအကုန်လုံးမင်းပြောကြည့်လိုက်မင်းကမင်းမင်းဆရာခေါ်ကမင်းပါဆရာဟမ်ဆရာလဝီကဆရာလဝီဆိုတာတိတယ်လီးဆရာလို့ပြောတာနော်မင်းဆရာလဝီအဆင်မရှိဘူးတိလားမြန်မာပြည်မှာအဲ့ဒီစောက်ချင်းအယုံဆုံးပဲတွေ့တဲ့အဲ့ရဲတွေ့တဲ့စစ်သားအဆရာဆရာဘာဆရာလဲဘာဆရာဆိုတာဘာလဲ ။ဟဲ့ဆရာဆိုတာကိုယ်အတ္တပညာအတ္တပညာမြင်စရာကြားစရာတခုခုတင်ပေးထားမှဆရာခေါ်ထိုက်တာ။ကိုယ့်ကိုဆရာခေါ်ထိုက်လာအရင်တိမင်းတို့လေ။သူများဆရာခေါ်တိုင်း feeling တဲပြီးကြည်နူးနေတယ်။ကိုယ့်ကြည့်တော့အောက်တန်းသား။ဟမ်။အာမင်းရလေ။နော်။ဟုတ်ကြမယ်။အဲ့တော့မင်းပြပြပြောရကြမယ်မင်းပြပြပြောရကြမယ်ကြည့်။မင်းဖေငါပြောရကြမယ်ငါရှိမှလားကြည့်။နော်။လီလာတွေရုပ်ကြီးရမရှိဘူး။ ဩအဲ့ဒါဆိုသူပြောတဲ့ပုံကကျွန်တော်ကလာမတ်နဲ့လူရဲ့ပထွေးလို့ပြောတယ်သူ့ကိုတူကြတော့လာမတ်နဲ့လူရဲ့အဖေလို့ပြောတယ်အဲ့ဒါဆိုရင်ငထိန်မိမကျွန်တော်နဲ့နောက်မီလင်းဝမ်းလို့ဟုတ်တယ်နော်ငထိန်ကမိမိမကတော့ငါမမြင်ဘူးမိမိဘယ်လိုလဲကွာဟုတ်လားဟမ်ဇာတိလက်ချက်ဒီပိုင်းပြောမယ်မင်းတို့ကောင်မျိုးတွေဘာလို့မတို့ရတာဒီလား ငါဘလော့ရလို့ဆိုတော့ရှာမင်းတို့ကောင်တွေမဘလော့ဘူးဆိုတာအမြင်နဲ့နော်ဒီလိုကအောက်ချင်ပါလေအဲ့လိုရှုံးပေးနေအောင်နော်ဘာရှုံးပေးဟုတ်လားစကံလုံး၅လုံးပြောရင်လေးလုံးကဆိုရမရှိကိုလည်းတင်ပြူလိုက်စေလိုက်ဆိုလိုက်ပြောလိုက်ရှင်ဟာဟဲ့ငါနဲ့အမြင်မတူတာနဲ့အမြင်မတူယုံတစ်ခုတည်းနဲ့လိုက်ဆဲတယ်လိုက်ပြောတယ်လိုက်ဆိုတယ်လိုက်ချင်းတယ်ဆိုတော့ဗီဒီယိုရှင်းပြ ။ငါထိုင်မင်းငါအမြဲပြောနေနော်။အဲ့ဒါရှိရင်ပြငါနဲ့အမြင်မတူုံနဲ့။နော်။အပြစ်မရှိနေပဲနဲ့ပေါ့ကွာလူတယောက်ကိုကိုယ်စီအပြစ်ပြောဘူးရင်ပြ။နော်ငါပြလား။နေနေဘောမှာနှခါရှုံးအောင်ထားရတာဆောင်ကြီးဆောင်ကြီးတွေပြောပြီးနောက်ပြီးတကယ်ကစိတ်ခေါ်နိုင်တယ်တခູ່မှထွက်လာမနိုင်ဟမ်မင်းကပြောတာရှင်ရေအခုမင်းပြောရတဲ့ဗီဒီယိုဖိုင်မှာနော်အောက်တန်းကြတဲ့လောက်ရမင်းကအောက်တန်းသားလို့ပြောထားတယ်ငါလောက်ထားတာရှင်ပြ မပြနိုင်ပဲမင်းကအောက်တန်းစားပြောရင်ဘသူအောက်ဆန်းစားဖြစ်မလဲအဲ့ဒါလေးပဲကြည့်မြန်မာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမတိုင်ပြီးမြန်မာနိုင်ငံကတိုင်းရင်းသားတွေနဲ့အတိုက်ခံအင်အားစုတွေအားလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့စီဖိတ်ခေါ်ပြီးဆွေးနွေးမှာဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်ကိုတိုင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်ဒါကတော့လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါကမလေးရှားနိုင်ငံအနေနဲ့မြန်မာအရေးနဲ့ပတ်သက်ပြီးစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမတိုင်ပြီး အရင်ဆုံးမြန်မာနိုင်ငံကတိုင်းရင်းသားလူနည်းစု28ဖွဲ့အပါအဝင်အတိုက်ခံအင်အားစုတွေအားလုံးကိုမလေးရှားနိုင်ငံဖိတ်ခေါ်ပြီးတော့အားလုံးပါဝင်တဲ့တွဲဆုံဆွေးနွေးမှုလှုပ်ဆောင်နိုင်မှုအတွက်အရင်ဆုံးဆွေးနွေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်မြန်မာရေကိုဖြည့်ရှင်းနိုင်မှုအတွက်မြန်မာတွေကိုယ်တိုင်ကပဲဥဆောင်ရမှာဖြစ်တဲ့အကြောင်းနဲ့စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲအတွက် လေလာစောင့်ကြည့်တဲ့သူတွေစိတ်လွတ်ပေးဖို့မြန်မာစစ်တပ်ကဖိတ်ခေါ်ထားတဲ့အချက်ကိုလည်းအာဆီယံဘက်ကစဉ်းစားနေစေအခြေအနေသာဖြစ်တဲ့အကြောင်းကိုမလေးရှားဝန်ကြီးချုပ်အန်ဝါကပြောတော့ပါတယ်။လက်ရှိမလေးရှားနိုင်ငံမှာ အော်တိုဘလ26နှစ်ကစပြီးပြုတ်လုံနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုတော့မင်းအွန်လိုင်းအပါဝင်မြန်မာစစ်ခေါင်းဆောင်တွေကိုအာဆီယံဘက်ကတက်ရောက်ခွင့်မပေးတဲ့အပြင်အော်တိုဘလ26နှစ်မှာပဲမြန်မာအရေးနဲ့ပတ်သက်လို့အချက်28ချက်ပါကြေညာစာတမ်းကိုအာဆီယံဘက်ကထုတ်ပြန်လိုက်ပြီး အဲ့ဒီကြီးညာချက်ထဲမှာအဓိကပြောထားတာဟာမြန်မာစစ်တပ်ဘက်ကအာဆီယံဘုံသဘောတူညီချက်၅ရက်ကိုအကောင့်ထဲမပေါ်တဲ့၍မဲအောင်လိုင်းအပါဝင်မြန်မာစစ်ကောင်းဆောင်တွေအနေနဲ့အာဆီယံထိပ်သီးအစည်းအဝေးတွေကိုတက်ရောက်ခွင့်မရှိဘဲဆက်လက်ပိတ်ပင်လိုက်တယ်လို့အာဆီယံကနေအတိအလင်းထုတ်ပြန်ကြေညာထားပါတယ်။ဒါအပြင်အာဆီယံနိုင်ငံဂျာယီဝန်ကြီးများအစည်းအဝေးရဲ့ကြေညာချက်ထဲမှာလက်ရှိမြန်မာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမတိုင်မီအာဆီယံဘုံသဘောတူညီချက်၅ရက်ကိုအရင်ဆုံးအကောင့်ထဲပေါ်ပြီးအကြမ်းဖက်မှုတွေရပ်တန့်မှုနဲ့ နိုင်ငံရေးကြက်ကက်ကိုဖြစ်ရှင်းဖို့အပြင်အားလုံးပါဝင်တဲ့တွဲဆုံဆွေးနွေးမှုတွေအရင်လုပ်ရမယ်လို့အာဆီယံရဲ့ကြီးညာချက်ထဲမှာတည်ဝင်ထုတ်ပြန်ပြောဆိုထားပြီးအခုတခါမလေးရှားဝန်ကြီးချုပ်ကိုရိုင်ကပါမြန်မာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမတိုင်မီမြန်မာနိုင်ငံကတိုင်းရင်းသားတွေနဲ့အတိုက်ခံအင်အားစုတွေအားလုံးကို မလေးရှားနိုင်ငံကွာလာလမ်ပူမြို့စီဖိတ်ခေါ်ပြီးဆွေးနွေးမှာဖြစ်တယ်လို့အတီလင်းထုတ်ဖို့ပြောဆိုလာတာပဲဖြစ်ပါတယ်ခင်ဗျာအချမ်းဖတ်စစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲဆွဲစည်းရုံးရေးကာလမတိုင်မီတရက်အလိုမှာပဲစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ဆိုတဲ့အဖွဲ့ကနေမဲဆွဲစရိတ်300အတီ3နိုင်တယ်ဆိုတဲ့ဥပဒေကိုပြင်ဆင်ပြဋ္ဌာန်းလိုက်ပြန်ပါတယ်ဒါတော့အချမ်းဖတ်စစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲဆွေစီယုံရဲ့ကလကူအော်တိုဘလ28ရက်နေ့မှာစတင်ရမယ်လို့သတ်မှတ်ထားတဲ့အချိန်မှာပဲ မဲဆွဲစီယုံကြီးကာလမတိုင်မီတရက်အလို့အော်တိုဘာလ26ရက်နေ့ကပဲစစ်တလောက်ကံရွေးကောက်ပွဲကော်မရှင်ဆိုတဲ့အဖွဲ့ကနေမဲဆွဲစရိတ်သိန်း300တိ3နိုင်နေဆိုတဲ့ဥပဒေကိုပြင်ဆင်ပြဋ္ဌာန်းလိုက်ပြန်တာပါအရင်ကတော့သူတို့ရဲ့အတုရောင်ရွေးကောက်ပွဲမှာပါဝင်မဲ့လွှတ်တော်ကုစရဲလောင်းတွေကိုမဲဆွဲစီယုံကြီးအသုံးစရိတ်သိန်း150တာအသုံးပြုခွင့်ပေးရကနေအခုတရက်အလိုမှတည်းနှစ်ဆအနည်းနဲ့ငွေကျပ်သိန်း300အထိတိုးမြင့်သုံးဆွဲခွင့်ပြုတယ်ဆိုပြီးဥပဒေပြောင်းလိုက်ပြန်တာပါ အဲ့ဒီရွေးကောက်ပွဲအသုံးစရငွေကိုပါဝင်မဲ့ကိုယ်စားလှယ်လောင်းတွေရဲ့တရားဝင်ရရှိတဲ့ငွေပါတီရန်မုံငွေတို့ကနေချခံသုံးစွဲခွင့်ရှိပြီးတတ်မှတ်ထားတဲ့ကာလမှာရွေးကောက်ပွဲကော်မရှင်ကိုအသုံးစရရှင်းတန်းတင်သွင်းရမယ်လို့လည်းကြေညာထားပါသေးတယ်။လက်ရှိအချက်ဖတ်စစ်တပ်ဟာအာဆီယံပါဝင်နိုင်ငံတကာကပါသူတို့စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲကိုအတိအလင်းပြပြတတ်တတ်လက်ခံမှုမရှိဘဲ ရွေးကောက်ပွဲမတိုင်မီနိုင်ငံရဲ့အကြက်အတဲကိုအရင်ဖြည့်ရှင်းပြီးအားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလုပ်ဖို့အပါဝင်အာဆီယံဘုံဘောတူညီချက်၅ရပ်ကိုအရင်ဆုံးအကောင့်ထဲပေါ်ရမယ်ဆိုတာမျိုးတွေပါပြောဆိုနေတဲ့အချိန်မှာပဲအကြံဖတ်မင်းအောင်လိုင်းကတော့အာဆီယံကချမှတ်ထားတဲ့ဘုံဘောတူညီချက်တွေလည်းဘာတစ်ခုမှလိုက်နာမှုမရှိပဲသူတို့စစ်တပ်ရဲ့နိုင်ငံလုံးလွှမ်းခြုံနိုင်မှုမရှိတဲ့အတူအောင်ရွေးကောက်ပွဲကိုသာညီမျိုးစုံနဲ့အတင်းကျပ်လုပ်ဖို့စီစဉ်နေပြီး အခုလို့မဲဆွယ်စီယုံကြီးလုတ်ဖို့ငွေကျပ်300အထိအသုံးပြုနိုင်တဲ့ဆိုတဲ့ဥပဒေပါပြောင်းလဲပြင်ဆင်တာတွေမဲဆွယ်စီယုံကြီးကိုရပ်ပေါင်း60တတ်မှတ်တယ်ဆိုတာမြို့တွေကသာခက်တီတီနဲ့တခုပစ်တခုထုတ်ပြန်ထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့မြန်မာနိုင်ငံမှာလူငယ်တွေကိုစစ်ဘူးတန်းဖြစ်နှီးပေါင်းစုံနဲ့အတင်းကျပ်စိတ်ခိုင်းနေတဲ့အကြမ်းဖက်မင်းအွန်လိုင်းကလက်ရှိနိုင်ငံအတွင်းမြန်မာလူငယ်တွေဟာပြပထွက်မှုမြင့်မားနေပြီမဲ့ဒီတွင်မှာလည်းလူငယ်လူရွယ်ဥယျာဉ်များပြားနေစေဖြစ်တယ်လို့ပြောဆိုလိုက်ပြန်ပါတယ်ဒါကြောင့် ယမန်နေ့ကနေပြည်တော်မှာပြုတ်လုတဲ့လူရည်နဲ့သကောင်းစင်းအစီရင်ခံစာထုတ်ပြန်ပွဲမှာအချမ်းဖတ်မင်းအောင်လိုင်းကပြောသွားပြန်တာဖြစ်တယ်လို့သိရပါတယ်။အဲဒီမှာချမ်းဖတ်မင်းအောင်လိုင်းပြောသွားတာကလက်ရှိမြန်မာနိုင်ငံရဲ့လူငယ်တွေဂျမ်းမှာပြည်ပကိုရွှေ့ပြောင်းသွားလာမှုတွေမြင်မာနေပြီမဲ့တစ်ချိန်တည်းမှာပဲတစ်ဖက်မှာမွေးဖွားနှုတ်မြင်မာခဲ့တဲ့အကျိုးဆက်ကြောင့်အလုတ်လုံနိုင်တဲ့လူငယ်လူရွယ်ဥယေဟာပြည်တွင်းမှာများပြားနေစေဖြစ်တယ်လို့ပြောသွားယုံနေမှာက တနည်းအားဖြင့်လူကြီးစုလက်ရရှိနေစေဖြစ်တဲ့ဆိုပြီးတော့ပါအချမ်းဖက်မင်းအွန်လိုင်းကိုတိုင်ပြောသွားတာဖြစ်တယ်လို့သိရပါတယ်။ဒါပြင်လက်ရှိမြန်မာလူငယ်တွေပြည်ပကိုရွှေပြောင်းမှုတွေဟာမြန်မာနိုင်ငံရဲ့လူမှုစီးပွားရေးအခြေအနေနိုင်ငံရေးတည်ငြိမ်မှုပြည်တွင်းမှာရှိတဲ့အလောက်ကိုင်းအခွင့်အလန့်တွေနဲ့အိန္ဒိယနိုင်ငံတွေရဲ့စီးပွားရေးဖွံ့ဖြိုးမှုတို့အပေါ်တိမိနေတာတွေကြောင့်ဖြစ်တယ်ဆိုပြီးတော့အချမ်းဖက်မင်းအွန်လိုင်းကပြောသွားသေးတယ်လို့သူကိုယ်တိုင်ထုတ်ပြန်ထားတဲ့စစ်မှုထမ်းကိစ္စကြောင့် လူငယ်တွေနှီးပေါင်းစုံနဲ့စစ်မှုထမ်းလူသစ်စုခံရပြီးအခုလိုတွေပြပထွက်မှုများလာရတဲ့ပကတိအခြေအနေအကြောင်းအရာတွေကိုတော့ထည့်သွင်းပြောဆိုမသွားဘဲဖုံးကွယ်သွားတယ်လို့လည်းသိရပါတယ်။တစ်ဖက်မှာတော့အချမ်းဖတ်မဲအွန်လိုင်းကိုယ်တိုင်ကစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးတဲ့နောက်မှာပဲသက်၈နှစ်ကနေ35နှစ်အတွင်းရှိတဲ့လူငယ်တွေကိုပြပအလောက်ကိုင်းနဲ့တွားရောက်ခွင့်ကိုပိတ်ပင်ခဲ့ပြီးအလဲပတ်ထွက်တဲ့လူငယ်တွေကိုပါလေစိတ်တွေမှာအကြောင်းမျိုးမျိုးနဲ့လှည့်ပြန်ခိုင်းမှုတွေလည်းအများအပြားရှိခဲ့ပါသေးတယ်။ဒါပြင်အချမ်းဖတ်မဲအွန်လိုင်းဥဆောင်တဲ့စစ်တပ်ဟာ လက်ရှိပြည်ပရောက်နေတဲ့မြန်မာလူငယ်တွေကိုလည်းမြန်မာပြည်ကိုပြန်လာပြီးသူတို့စစ်တပ်အတွက်စစ်မှုထမ်းဖို့ပုံစံမျိုးစုံနဲ့ကြိုးပမ်းနေုံနဲ့မကပြည်ပရောက်နေတဲ့လူငယ်တွေနေထိုင်ခဲ့တဲ့မြန်မာနိုင်ငံကနေအိမ်တွေကိုလည်းစစ်တပ်လက်အောက်ခံရက်ကြီးအုပ်ချုပ်ရေးအဖွဲ့တွေကစစ်မှုထမ်းခြင်းဆိုပြီးလာစဉ်တိုင်းနဲ့ချီစက်ကြီးပုံစံကောက်ခံမှုတွေလည်းရှိနေတယ်လို့သိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့မန္တလေးတိုင်းတောင်သားမြို့နယ်မှာအချက်ဖက်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကကြောက်ဖြတ်တိုက်ခိုက်ခြင်းမှုအတွေ့ စစ်တပ်ကနှစ်ဦးကတော့နေရာမာရင်ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်တနက်တလက်ကိုပါတွန်လိုက်တဲ့တွေကတင်စည်းနိုင်ခဲ့တယ်လို့အနောက်မြောက်စစ်တေသာ PDF အမှတ်85ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တိကိုပြောပါတယ်ဒါကတော့အော်တိုဘာလ29ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲတောင်သာမြို့နယ်အတွင်းအချက်ဖက်စစ်တပ်အထိုင်ချတဆွဲထားတဲ့ Kings ခန်းကနေထွက်လာတဲ့စစ်ကြောင်းကိုဒေါ်လန်ရဲ့တပ်တွေကလမ်းကနေအသင့်ဆောင်ပြီးကြပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စစ်တပ်ကနှစ်ဦးကတော့နေရာမှာတင်းပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင် G3 အမျိုးအစားတနက်တက်လက်နဲ့ကြီးအချုပ်ကိုပါတိမ့်စီနိုင်ခဲ့တယ်လို့အနောက်မြောက်စစ်တီတာ PDF အမှတ်815ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိတောင်သားမြို့နယ်ဘက်တွေမှာဒေါ်လန်ရဲတပ်တွေထိန်းချုပ်ထားတဲ့နေမျိုးတွေကိုစစ်တပ်ကပြန်လဲထိန်းချုပ်ချင်နေတဲ့အတွက်စစ်ကြောင်းထိုးတာတွေတွားတွားလုပ်နေပြီမဲ့သူတို့စစ်တပ်ဘက်ကသာအခုလိုတော်လန်ရဲတပ်တွေရဲ့တံပြန်တက်ခိုက်ချင်းမှုမှုကိုခံရတဲ့အခြေအနေတွေဟာ အမြဲလိုလိုကြုံတွေ့နေရတယ်လို့လေဒေတာတွင်းသတင်းအရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျဒါကတော့အော်တိုဘားလ29ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲစိတ်ဖြူမြို့နယ်ကဂွေပင်ချောင်းဂျေးရွာနဲ့တောင်ငယ်လုံးဂျေးရွာကြားမှာရှိတဲ့တန်စလုံးအချင်းဖက်စစ်တပ်စစ်စေးရေးဂိတ်ကိုဒေါ်လန်ရေးတပ်တွေကရုတ်တရက်ဝင်ရောက်တတ်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတတ်ခတ်မှုအတွေ့စစ်တပ်ဘက်က၄ဦးကတော့ဂိတ်စခန်းတဝိုက်မှာတဲ့အသီးသီးတိတ်ကုန်ကြတဲ့အပြင် တော်လန်ရေးဘက်ကရဲဘော်တို့ဦးလဲပြက်ခတ်မှုအတွင်ကြည်ထိမှန်ပြီးတော့မြင့်မြတ်စွာအသက်ပေးလူသွားရပြီးတိုက်ပွဲအတွင်ကနေလလတ်မီယာစစ်သားအလောင်းစီကတနက်တလက်ကိုပါတင်းစီရရှိခဲ့သေးတယ်လို့မကောက်ဘူးခိုင်း PDF အမှတ်16တက်ရင်တာဝန်ရှိသူတို့ကပြောထားပါလိမ့်လက်ရှိစိတ်ပြုမြို့နယ်မှာတော့အကျံဖတ်စစ်တပ်ထိန်းချုပ်ထားနိုင်တဲ့မြို့ပေါ်မှာသာသူတို့လုံမဲ့ရွေးကောက်ပွဲအတွက်ပြင်ဆင်နေတာရှိပြီးကြံတဲ့မြို့ပြင်နေမြေအများစုမှာတော့တော်လိုင်းရေးတပ်တွေရှိတဲ့အတွက်စစ်တပ်ရဲ့ရွေးကောက်ပွဲလုံလို့ရမှာမဟုတ်ဘူးလို့လည်း ်ဂေါကူ KPD အမှတ်19တက်ရင်တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ချင်းပြည်နယ်ကမ်ပလတ်မြို့နယ်မှာအကြံဖက်စစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုအနေရရှိတဲ့အတွက်လူစုလူဝေးဖြစ်မဲ့မြည်သည့်ပွဲမှာလက်တလုံးမကျင်းပဖို့ကမ်ပလတ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ14ရက်နေ့ကဆိုရင်ချင်းပြည်နယ်အဖွဲ့ထိန်းချုပ်ထားတဲ့ကမ်ပလတ်မြို့နယ်အတွင်း CDF ကမ်ပလတ်စီဦးစီးချုပ်စလိုက်အောင်လေးရဲ့မင်္ဂလာဆောင်ပွဲကျင်းပရာမြို့မှာနှစ်ရက်ကကူအဂျပန်စစ်တပ်က Jet Fighter နဲ့ ပေါင်900ဘုံတွေကြဲချတက်ခတ်ခဲ့ပါတယ်။ဒါအပြင်အော်တိုဘာလ25နေ့ညပိုင်းကလည်းအဲ့ဒီကမ်ပလက်မြို့နယ်ကိုအချက်ဖတ်စစ်တပ်ကနေကြောင်းကနေထပ်မံဘုံကြဲတက်ခတ်မှုတွေလုပ်သွားပြီးအဲ့ဒီမှာဆိုရင်ပြည်သူ3ဦးတေဆုံးခဲ့တယ်လို့နောက်ထပ်ပြည်သူ15ဦးဝင့်ကျင်ကဒဏ်ရာတွေရထားတဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီလိုအချက်ဖတ်စစ်တပ်ကပြည်သူလူထုနဲ့တော်လိုင်းအဖွဲ့တွေကိုခွဲခြားတတ်မှတ်မှုမရှိဘဲဘုံကျဲတက်ခတ်တပ်ဖြတ်မှုတွေကိုအဆုံးစုံအတိကျူးလွန်နေတာပြီးကြောင်းလက်ရှိချင်းပြည်နယ်ကမ်ပလက်မြို့နယ်မှာ အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအန္တရာယ်တွေဆက်ပြီးရှိနေတဲ့အတွက်ကမ်ပလက်မြို့နယ်အတွင်းလူစုလူဝေးဖြစ်မဲ့မြေသည့်ပွဲမှာလက်တလုံးမချင်းပါဖို့ကမ်ပလက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့မန္တလေးမြို့မှာအလဲဒန်းပြဆီယာမကအသက်80ကျော်အရွယ်အတော်ဖြစ်သူနဲ့တူမဖြစ်သူတို့ကိုတန်တူနဲ့ရိုက်တပ်ပြီးရွှေဒုံးနဲ့ပတ်စံတွေယူဆောင်သွားတယ်လို့ရဲတရင်ရင်းမြစ်စီကနေသိရပါတယ်။ဒါကတော့အောက်တိုဘာလ25ရက်နေ့ကပဲအကြံဖက်စစ်တပ်ထိန်းချုပ်ထားရမန္တလေးမြို့ ချမ်းမြသာစီမြို့နယ်မြို့တစ်နှစ်ရက်ကလမ်း 80A 108လမ်းကြားကနေအိမ်မှာအလဲတန်းပြဆရာမဒေါ်ဆိုးဆိုးထွန်းဆိုသူကအသက်80ကျော်အရွယ်အတော်ဖြစ်သူနဲ့တူမဖြစ်သူကိုတန်တူနဲ့ရိုက်တပ်ပြီးရွှေဒုံးနဲ့ငွေတွေယူဆောင်သွားတဲ့အမှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုလူတက်မှုဂျုံလုံးနဲ့အလဲတန်းပြဆရာမဒေါ်ဆိုးဆိုးထွန်းဆိုသူဟာပြည်ဦးလင်မြို့ရက်ကွက်ကြီး3ကအမှတ်လေးအခြေခံပညာအလဲတန်းကျောင်းမှာတွဲဖက်တာဝန်ထမ်းဆောင်နေတဲ့အလဲတန်းပြဆရာမဖြစ်တယ်လို့သိရပြီး သူမဟာငွေကြီးအခက်ခဲတွေရှိလာမှုကြောင့်သူ့ရဲ့အတော်စီကနေပတ်စံချေးငားခဲ့ပေမဲ့ချေးလို့မရတဲ့အတွက်ထိုင်ကမှထိုင်နေတဲ့သူ့အတော်ကိုတူနဲ့ရိုက်တပီးတူမတော်ဆက်သူကိုပါအိမ်သုံးတန်ရိုက်တူနဲ့သုံးချက်ထုရိုက်ခဲ့တယ်လို့ရဲတရင်ရင်းမစီကနေသိရပါတယ်အဲ့ဒီလိုထုရိုက်ပြီးတဲ့နောက်အတော်ဖြစ်သူရဲ့အိတ်ခမ်းအတွင်းကတန်တစ်တာကိုတူနဲ့ရိုက်ဖြတ်ပြီးတစ်တာအတွင်းသိမ်းဆီးထားတဲ့အောင်တမာရီဒစိပ်ပါရွှေတစ်ဆယ်ကျပ်သားဒုံးတဒုံးနဲ့ငွေကျပ်သိန်းတရာတို့ကိုယူဆောင်သွားပြီးတော့ ပြည်ဦးလွင်မြို့စီပြန်လာခဲ့တယ်လို့အော်တိုဘာလ26ရက်နေ့မှာသူယူဆောင်လာတဲ့ရွှေတုံးကိုရောင်းချပြီးချင်းငါထားတဲ့ငွေကြေးတွေပြန်လဲပေးဆက်သုံးဆွဲနေတဲ့အချိန်မှာပဲဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းနိုင်ငံတော်ကအထွေထွေကြက်တဲမှုတွေကြောင့်မြို့ပေါ်တွေမှာပါလူသက်မှုလူရဲမှုခိုးမှုစတဲ့ရာဇဝတ်မှုတွေပုံမှုများပြားလာနေတယ်လို့အဲ့ဒီလိုရာဇဝတ်မှုအများစုဟာလည်း လက်ရှိစစ်တပ်ကထိန်းချုပ်ထားတဲ့မြို့ပေါ်တွေမှာပဲအဖြစ်များနေတာကိုမြင်တွေ့နေရပါတယ်ခင်ဗျကျွန်တော်ရဲ့ channel ကိုနေသေးဆိုရင် like and subscribe ပြုခဲ့ကြပါ